မင်္ဂလာပါပူပူလကူပေါ့ကတ်ကနေပြီးတော့ကြိုးစားပါတယ်နေကိုဗဟုပြုတ်ပြီးတော့ကဘာကလှည့်ပတ်နေတယ်ဆိုတော့ဒီနေ့လူတိုင်းသိတဲ့အမှန်တရားတစ်ခုပေါ့ဒါပေမဲ့အဲ့အယူအဆကိုလက်ခံပြီးတော့တက်တည်ပြဖို့အတွက်ကြိုးစားခဲ့တဲ့လူတစ်ယောက်ကတော့အရှင်လက်လက်မီးရှို့တတ်တာကိုခံခဲ့ရမှုပဲအဲ့လူက16ရာစုမှာပေါ်ပေါက်ခဲ့တဲ့အတွေ့အခေါ်ပညာရှင်ဂျီယော်ဒါနိုဘရူနိုဖြစ်ပါတယ်သူ့ရဲ့အတွေ့အခေါ်နဲ့သူဖြတ်တန်းခဲ့ရတဲ့ခေတ်ကို ခု podcast မှာကျွန်တော်ပြောပြသွားမှာပါ14ရာစုကနေ16ရာစုအတွင်းမှာအတွေးအခေါ်စာပေအမှုပညာသိပ္ပံနဲ့ယူပဗေဒပညာရက်တရအရန်တိုးတက်လာတယ်အဲဒါကြောင့်အဲဒီကာလကို Renaissance ညတဆန်းခစ်လို့ခေါ်ပါတယ်ရှီဟောင်ဂရီနဲ့ရိုမန်တွေရဲ့အတွေးအခေါ်တွေကိုပြန်လည်ဖော်ထုတ်ကြတယ်ယူအဆအသစ်တွေကိုလည်းဖန်တီးကြတယ်ဟိုးအရင်ကလူတွေကဘာသာရေးအရောအရစ်စတိုတယ်လိုမျိုး ရှီဟောင်းအတွေးခေါ်ပညာရှင်တွေရဲ့အယူအဆအရကဘာကြီးကဆက်ကြဝလာရဲ့ပုဂိုလ်ချက်ဖြစ်တယ်။နောက်ပြီးတော့နေကကဘာကိုလှည့်ပတ်နေတယ်ဆိုပြီးတော့ယူဆထားကြတာပေါ့။ဒါပေမဲ့ဘရူနိုကတော့ကဘာကနေကိုလှည့်ပတ်နေတာဖြစ်တယ်ဆိုပြီးတော့ပြောတယ်။ဆက်ကြဝလာဟာအဆုံးမရှိဘူး။တခြားကျဲအစုဝေးလည်းအများကြီးရှိ။တခြားဂျိုတွေမှာလည်းလူသားတွေလိုမျိုးတက်ရှိတွေရှိလိမ့်မယ်ဆိုပြီးတော့သူကယူဆထား။နောက်ပြီးအဲ့ဒီအချိန်မှာက ဥရောပမှာဘာသာရေးအဖွဲ့အစည်းတွေကနိုင်ငံရေးအရအာဏာကြီးတယ်။စာတင်နာကနေစပြီးတော့ဒွေးကိုရီးယားစဘာသာရေးလွှမ်းမိုးမှုတွေအများကြီးရှိ။ဘရူနိုရဲ့နေကိုဗဟုပြုထားရဲဆိုတဲ့အယူဆကလည်းဘာသာရေးအရဆန့်ကျင်တယ်။ဘရူနိုကိုအီတလီမှာမွေးခဲ့ပြီးတော့သူ့ရဲ့အသက်30ပတ်ဝန်းကျင်မှာပဲသူ့ရဲ့ဘာသာရေးအပေါ်မေးခွန်းထုတ်ခဲ့တဲ့အကြောင်းအရာတွေကြောင့်သူနေထိုင်တဲ့နေရာကနေပြီးတော့မှသူကထွက်ပြေးခဲ့ရတယ်။ ဥရောပနိုင်ငံတွေမှာလှည့်ပြီးတော့နေထိုင်တဲ့စာတင်တာတွေစာရေးတာတွေလုပ်ပြီးတော့အသက်ရှင်ရပ်တည်ခဲ့ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူကအီတလီမှာရှိတဲ့လူကုန်တန်တယောက်ကိုစာတင်ပေးဖို့အတွက်ဖိတ်ကြားခြင်းခံခဲ့ရပြီးတော့ Venice မြို့ကိုပြန်သွားခဲ့တနှစ်အကြာမှာတော့သူကအဖမ်းခံလိုက်ရတယ်သူ့ရဲ့နေဦးဘိုးပြုတ်ရဲဆိုတဲ့အယူအဆအပြင် Bruno က Jesus ကအပြူအားနေပြီးတော့မွေးလာတယ်ဆိုတာကိုလည်းမေးခွန်းထုတ်တယ်နောက်ပြီးတော့ခရစ်တော်ကိုတာမန်လူအနေနဲ့ယူဆတယ်အဲ့ဒါတွေကြောင့် 9နှစ်အကြာအမှုစစ်ပြီးတဲ့အချိန်မှာတော့ဘရူနိုကိုမီးရှို့တတ်ဖို့အတွက်အပြစ်ဒဏ်ချမှတ်လိုက်1600ခုနှစ်ရဲ့တနေ့မှာတော့ဘရူနိုကိုမီးရှို့တတ်ဖို့အတွက်လူတွေကပြင်ဆင်နေကြတယ်။ဘုန်းကြီးတစ်ပါးကလည်းသူ့အနာကိုသွားပြီးတော့သူ့ရဲ့အယူဆတွေကမှားတယ်ဆိုတော့လက်ခံတဲ့အနေနဲ့လဝက်ကတိုင်ကိုနမ်းဖို့အတွက်နောက်ဆုံးအနေနဲ့ခွင့်ရေးပေးခဲ့တယ်။ဒါမဲ့ဘရူနိုကသူ့ရဲ့ခေါင်းကိုတခြားတစ်ဖက်ကိုလှည့်လိုက်ပြီးတော့အဲဒီနောက်မှာပဲသူကငါမကြောက်ပါဘူး ။တနေ့နေ့တစ်ချိန်ချိန်မှာတော့ငါတိခဲ့သလိုမျိုးသူတွေအားလုံးကတိလာကြလိမ့်မယ်ဆိုပြီးတော့ပြောပြီးတော့မိရှုခံသွားခဲ့ပါတယ်။သူ့အယူအဆကမှန်တယ်ဆိုတာတော့ဒီနေ့ခင်မှာဘယ်သူမှညင်းမှမဟုတ်တော့ပါဘူး။သူ့ကိုအတွေးအခေါ်ပညာရှင်လို့ခေါ်နိုင်တယ်လို့ပဲလွတ်လပ်စွာတွေးခေါ်ပြောဆိုခွင့်ကိုဘာနဲ့မှပိတ်ပင်လို့မရနိုင်ဘူးဆိုတာကိုလည်းဘရူနိုရဲ့အကြောင်းကသက်တည်ပြနေပါတယ်။နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တွေးခေါ်များလွတ်လပ်နိုင်ကြပါစေ။